မင်္ဂလာပါဒီနေ့မှာတော့တာကိုပဲသွားစားပြခဲ့ပါတယ် TikTok မှာဗီဒီယိုတွေခဏခဏတက်လာတော့လေမင်းနေနိုင်တော့လို့သွားပြီးတော့ဆောင်မွေးပြီးချင်းသွားစားခဲ့တာပါတရားသွားစားတာကကြတော့မလေးရှားတာကိုပဲပါသူကအေရှန်ရတာနဲ့ပို့ပြီးတော့ဗောနော်အာရှဘကသူတွေရဲ့ရတာနဲ့ပို့ပြီးတော့ကဲ့အောင်လုပ်ထားတာဖြစ်တဲ့အတွက် TikTok မှာမုတ်ပန်ငါးတွေစားပြတဲ့ပုံစံမျိုးနဲ့တော့မတူဘူးဗောနော်ရလာတဲ့ပုံစံမျိုးကအာလူချောင်းကျော်ပြီးတော့တာကိုကိုရင်စားကြည့်တယ်ဗောနော်တာကိုကကြတော့ဒီဗီဒီယိုတွေထဲမှာဆိုရင်သူက ဒီလောက်ထိအသေးအနှံနေမများဘူးပေါ့နော်ဗက်ဂျီတွေအဲ့လောက်မများဘူးဒါပေမဲ့ဒီအပြင်မှာမှားတဲ့ဟာကကြတော့တတော်ကိုအသေးရွက်တွေများတယ်ဂေါ်ဘီတွေဆိုရင်အများကြီးပဲတာကိုစစားဖို့တော့မှာပေါ့နော်ဘေဘက်ကနေစားရမယ်မသိလို့အမဲသားပါတဲ့ပချမ်းကနေပဲစပြီးတော့စားလိုက်တယ်သူကကြက်သားနဲ့အမဲသားနှစ်မျိုးရပြီမဲ့အမဲသားကိုပဲမှားလာလိုက်တယ်ပေါ့နော်မနက်ကကြတော့တက်ဆက်စ်မှာတန်တာရပ်ကကြက်သားနဲ့စားလာမှလို့အဲဒီတာကိုဘက်မှာကြတော့ကြက်သားမဟုတ်ဘဲနဲ့အမဲသားနဲ့ပဲမှားလိုက်ပါတယ် ပထမဦးဆုံးစားလိုက်တဲ့တစ်ခေါက်မှတွင်ကိုတိတ်ပြီးတော့ရတာမကြိုက်ဘူးပေါ့နော်။နည်းနည်းလိုနေရလို့ခံစားရတဲ့တစ်ခုခွာဒီကတော့တငယ်ချင်းကိုမကောင်းဆိုတော့ပြပြနေတာပါ။နောက်ဆုံးဘလို့မှစားလို့မရလို့ဆိုပြီးတော့အပေါ်ကနေပြီးတော့ gobi တွေအားလုံးကိုဖယ်ချလိုက်တယ်။သူက gobi ပါတယ်၊ခရမ်းညင်သီးပါတယ်ပေါ့နော်။အသီးနှံတွေတအားများပါတယ်။အဲ့တော့ကတ်လိုက်တဲ့ချိန်မှာရတာလေဒီတာကိုရတာကိုမရဘဲနဲ့ဂေါ်ဘီရတာကိုအရင်ရတယ်ပေါ့နော်အမဲသားဆိုရင်လည်းမှားလာတာကကြတော့ grey beef ကိုမှားလာတာပေါ့နော်အဲ့တော့กินလာတဲ့ရတာမျိုးလေးရမယ်ထင်ပေမဲ့ အမဲသားကသူကကီးမချက်ထားတဲ့လူမျိုးပေါ့နော်အမဲသားကိုအရေမမြနဲ့ချက်ထားတဲ့ပုံစံမျိုးအရေတွေတောင်ကြားတယ်အဲ့လိုမျိုးကြီးပုံစံကြီးဖြစ်သွားတယ်ပေါ့နော်တစ်တော့မှတွေ့ရတဲ့ US Smoke Pan တွေဘက်မှဆိုရင်တာကိုဘက်ကသူကဒီတာကိုလေးတွေက66လေးနဲ့စားလိုက်ရင်ပေါ့နော်ရမ်းကောင်းတဲ့ပုံစံမျိုးလေးဒီလောက်ထိလည်းအသေးရွက်များလို့မထင်ဘူးပေါ့နော်ပုံမှန်ဆိုရင်မုတ်စားရင်အေးအေးတွေမတောက်တတ်ပေမဲ့ဒီတစ်ခါကတော့အေးအေးတောက်လိုက်အလူချောင်းကျော်စားလိုက်သူ့ရဲ့တာကိုပြန်စားလိုက်ပဲလုပ်ခဲ့ရတယ် ကိုထင်ထားတဲ့ရတာကကြတော့တမျိုး၊သူကရလိုက်တဲ့ရတာကကြတော့တမျိုးပေါ့နော်။ဂေါ်ပြီးဆိုမတရားအောင်များတော်တော်များလာမှုလို့မနေဖယ်စားရပါတယ်။အဲတကယ်လို့အမဲသားနဲ့ကြက်သားမှာကြက်သားကိုပူကြိုက်တဲ့သူဆိုရင်တော့ကြက်သားပဲရွေးတင်တယ်လို့ထင်ပါတယ်နော်။အမဲသားကကြတော့လူမျိုးအနှစ်တင်တဲ့သူချက်ထားတဲ့ပုံစံမျိုးကြီးဖြစ်နေတာပေါ့နော်။ကင်နာတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့လေ။ဒီတီရာမှလိုက်တဲ့တစ်ဆက်လုံးမှာကြတော့သူကအာလူချောင်းကျော်ပါတယ်ပြီးွားရင်တကိုပါတယ်ဘာရီတိုပါမယ်ဘာရီတိုပြီးွားရင်အေးအေးလေးပါမယ်ပေါ့နော်အဲ့လိုမျိုး၄ခုလုံးကိုမှမလေးရှားရင်းကိ25ပေးရတာပါ ရင်ဂစ်25ဆိုတာမြန်မာငွေနဲ့ဆိုရင်တော့2000ကျော်မို့လို့များတဲ့ထင်ရပေမဲ့မလေးရှားမှာဆိုရင်တော့ဒီအားဒီလိုတစ်ဆက်လုံး25ဆိုတော့ရမ်းများရတဲ့တော့မပါဘူးပေါ့နော်။ အဲ့ဒါနဲ့25ချက်ပေးခဲ့ရတာဆိုတော့လေမထူးတော့ဘူးကောင်းအောင်စားလိုက်မယ်ဆိုပြီးတော့တိခတ်ပြီးတော့စားကြည့်လေပေါ့နော်။ तू ကစားလေစားလေအရသာမထွက်လေဖြစ်နေတာ။ဘာလို့လို့လို့နေမှမသိဘူးပေါ့နော်။အရန်ယူပော့ရှုပ်ပြီးတော့လေစားလို့မကောင်းဖြစ်နေတာပါ။အဲ့ဒါနဲ့ကိုပဲအဲ့လိုပဲခံစားရလားဆိုပြီးတော့အိမ်ရောက်တော့ TikTok ကနေပြီးတော့လေမလေးရှားမုတ်ပန်တွေကိုကြည့်တယ်။ကြည့်တယ်ကြည့်ရော तू အီတာကိုပဲမုတ်ပန်တွေမှာအကောလုံးကပြောတယ် rating ပေးတာ10မှာ4လို့10မှာ3လို့အဲ့လောက်ပဲ rating တွေလည်းပေးကြရယ်ပေါ့နော်။မကောင်းဘူးပေါ့နော်။သူတို့ထင်တာက ပုံစံမျိုးမဟုတ်ဘဲနဲ့တခြားအရသာမျိုးဖြစ်နေတယ်ပေါ့နော်။မှားရတဲ့တဲမှာအကောင်းဆုံးကတော့အာလူးချောင်းကျော်ပါ။မာလာအာလူးချောင်းကျော်လေးအရန်စားလို့ကောင်းတယ်။ကျွရနေတာမျိုးတော့မဟုတ်ပေမဲ့လည်းသူ့အနေနဲ့သူတော့ရတာစားလို့ကောင်းပါတယ်။အခုကတော့ဘာရီတိုလေးကိုစားကြည့်တော့ပါမယ်ရှင်။ ဘာရီတိုလည်းအတူတူပါပဲဟိုတက်ဆက်စ်ကတန်ဒရက်လောက်တောင်မှမကောင်းဘူးလို့ခံစားရတယ်တမျိုးပဲပေါ့နော်အရသာကိုထင်ထားတဲ့ပုံစံမျိုးမဟုတ်လို့ပဲလားတော့မသိဘူးအဓိကကျတော့ပေါ့နော်သူကအသီးရွက်များတာပေါ့နော်အဲ့ဒီဂေါ်ဘီတို့ခန်းကြီးလီတို့ကမလို့ပဲနဲ့ထဲ့ထားရလို့မြင်ပါတယ်အဲ့ပထမတစ်လုံးစားတယ်ပြီးတော့ထက်ထက်ထက်ပြီးတော့စားကြည့်တယ်အဲစားတဲ့လောက်လည်းပေါ့နော်မကြိုက်တာဘူးတစ်ဖြည်းဖြည်းနဲ့စားရတာမျိုးပါလေ သူရဲ့ဒီ rap ကိုကအစအရသာရှိမနေပါဘူး Texas မှာဆိုရင်ပေါ့နော်သူရဲ့ rap ကဒီဟာထက်အများကြီးပိုပြီးတော့ဈေးချိုတယ်ဒါပေမဲ့ပိုပြီးစားလို့ကောင်းတယ်အခုဒီမှာပုံထဲမှာပြလာဆိုရင်အဲထဲမှာပေါ့နော် gobi တွေကအများကြီးပဲနည်းနည်းတော့မဟုတ်ဘူးပေါ့နော်ပါလာတွေကလေသူရဲ့အသားထက်ကိုသူကအေးအသီးရွက်တွေပိုပြီးတော့ထည့်ထားတယ်ပေါ့နော်အဲစာမိုးပဲဖြစ်ဖြစ်ပြီးချင်းသွားစားတာဆိုတော့လေနေ့လည်စားလည်းမစားရသေးတော့ဘိုက်ကအရန်စားနေရတယ်စတိုက်တော့စားလိုက်တယ်ပေါ့နော်ဒါပေမဲ့ကြိုက်တယ်ဆိုတော့အရသာမျိုးတော့မရခဲ့ဘူးအဲ့ဒါနဲ့ တခြားပေါ့နော် TikTok တွေကိုလိုက်ကြည့်ကြည့်နေ TikTok တွေကိုလိုက်ကြည့်ကြည့်တော့တို့အဲ့စားလာတဲ့သူတွေက review ပေးတာတွေကလည်းမကောင်းဘူးပေါ့နော် Barito ရောဒီနောက်ထပ် taco ရောအဲ့လိုမျိုးပေါ့နော်သူတို့လည်းမကြိုက်ကြဘူးတခုမဟုတ်တခုလိုနေရလို့ခံစားရတယ်ပေါ့နော်အကုန်လုံးကလေပော့တယ်ပော့တယ်ဆိုတော့သူတို့ရဲ့ rating မှာ10က10မှာမှသူတို့က4တို့5တို့3တို့အဲ့လောက်တွေပဲပေးကြပါတယ်ဘယ်သူမှ10မှာ8တို့9တို့မပေးကြတော့ဘူးပေါ့နော် ။ရတော့ဆိုင်းဆိုင်းနဲ့ရတာမရှိလို့မခံစားနိုင်တော့တဲ့ရုပ်ပါ။အဲနောက်ဆုံးဘလို့မှမရတော့လို့ဒီအမဲသားကိုပေါ့နော်။အဲ့ဒီ beef ကိုထားခဲ့လိုက်တယ်။သူကတော့ကင်နာဆိုပြီးတော့မှားလာပေမဲ့လေဒါပေမဲ့ရလာတဲ့ပုံစံဟင်းနှစ်ပုံစံမျိုးဖြစ်နေတော့လေမကြိုက်နေဘူးဘလို့မှ။အဲ့တော့အဲ့လိုအဲ့လိုပဲထားပြီးတော့ရသလောက်ကိုပဲစားလိုက်ပါတယ်။ ဒါပေမဲ့အရသာတော့တော်တော်မရှိနေဘူးပေါ့နော်ဟင်းချက်ထားတာကိုစားနေရတယ်လို့ကြီးဖြစ်နေတယ်ပါဇက်ထဲမှာဘလိုပဲဆဆလေးဒီကလေးဆိုရင်ကြက်သားကိုကြော်ပြီးတော့အစာပလာထဲထဲမှာထည့်ထားတာဒီကလေးရမ်းပော့ရှုပြီးတိတ်စားလို့မကောင်းပါဘူးနောက်ဆုံးဘလိုမှကုန်နေသည့်မစားနိုင်တော့လို့ဒီတိုင်းပဲထားခဲ့လိုက်တယ်ဒါဆိုရင်အနီးကပ်ကြည့်လို့ရတယ်ပေါ့နော်အစီအနှစ်တင်နဲ့ကင်နာတဲ့ပုံစံမျိုးပဲဟင်းချက်ထားတဲ့ပုံစံမျိုးကြီးဖြစ်နေတာပါတာကိုဘက်ကတော့ထပ်မ try ဖြစ်တော့ပါဘူးရှင်ကျေးဇူးတင်ပါတယ်